ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး6အငယ်1မှ87ထူနောက်မှာယေရှုသည်တိဘေရီအိုင်ဒီဟူသောဂါလိလဲအိုင်ကို ကူးတော်မူ၏အနာရောဂါဆွဲသောသူတို့၌ပြတော်မူသော နမိတ်လက္ခဏာတို့ကို လူစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့်နောက်တော်သို့လိုက်ကြ၏ ယေရှုသည်တောင်ပေါ်သို့တက်ကြွ၍တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏ထိုအခါယူဒလူတို့၏ပတ္တကပွဲခံခြင်းရောက်လူဤတည်းယေရှုသည်မျှော်ကြည့်၍လူအစုအဝေးအပေါင်းတို့သည်အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်ဖိလိပ္ပုအားဤသူတို့စားเสียမုန်ကိုအဘယ်မှဝဲမီနီဟုမေးတော်မူ၏ထိုတို့မေးတော်မူသောမိမိအဘယ်သို့ပြုမီကိုတည်တော်မူလျက်ပင်ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာမေးတော်မူ၏ ဖိလိပုကလည်းဤသူတို့သည်မုတ်တဖဲ့စီစေငါအောင်ဒီနာရီ အပြား200အဖိုးထိုက်တော်မဟုတ်မလောက်ပါဟုပြော၏ရှိမုန်ပေတရုဤညီအန်ဒရီအမိရှိသောတပည့်တော်ကမူယောမုတ်ငါးလုံးနှင့်ငါးကလေးနှစ်ကောင်ပါသောသူငယ်တယောက်ရှိပါ၏တို့တော်လည်းဤများလောက်များစွာသော လူတို့သည်ရှိကြသည်ဖြစ်၍ထိုမုတ်နှင့်ငါးနှစ်ကောင်တို့ကိုအဘယ်ပြောစရာရှိပါသနည်းဟုပြော၏ ယေရှုကလည်းလူများတို့ကိုလျှောင်းကြစေဟုမိန့်တော်မူ၏သူအရ၌မျက်ပင်ထူပြောလျက်ရှိသည်ဖြစ်၍အည်အတွက်အပြင်ငါးထောင်မျှလောက်သောလူတို့သည်လျှောင်းကြ၏ယေရှုသည်မုန်ကိုယူ၍ဂျေဆုတော်ကိုချီးမွမ်းပြီးမှတပည့်တော်တို့အားဝေငှတော်မူ၍တပည့်တော်တို့သည်လျှောင်းသောသူတို့အားဝေငှပြန်၏ထိုနည်းတူငါးနှကောင်ကို လူများလိုချင်သမျှဝေငှကြ၏ထိုသူတို့သည်ဝါကြပြီးမှ ကိုရောက ဘာမျမပြောက်စေခြင်းငှာကြံကျွင်းသောအကျိုးအပေတို့ကိုကောက်သိမ်းကြလောဟုတပည့်တော်တို့အားမိန့်တော်မူသည်ဖြစ်၍စားသောသူတို့၌ကြံကျွင်းသောမှုရောမှုငါးလုံးဤအကျိုးအပေတို့ကိုကောက်သိမ်း၍တစ်ဆက်နှစ်တောင်းအပြည့်ရကြ၏ထို့သူယေရှုပြတော်မူသောနမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျင်ဤသူကဤလောကသို့ကြွလာရသောပရောဖက်အမှန်ဖြစ်သည်ဟုဆိုကြ၏ ထို့သူတို့သည်ကိုရောကို ရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းငှာလာ၍အနိုင်အထက်ပြုကြမိအကြောင်းကိုယေရှုသည် သိတော်မူလေတောင်ပေါ်သို့တယောက်သည်ကြွတော်မူပြန်၏ညအချိန်ရောက်သောအခါတပည့်တော်တို့သည်အိုင်တို့သွား၍လှေထဲသို့ဝင်ပြီးလင်ကပရနောင်မြို့သို့ရောက်အံ့သောငှာအိုင်ကိုကူးကြ၏ထိုအခါမောင်မိုက်ဖြစ်၍ယေရှုသည် သူတို့ရှိရာသို့မရောက်သေးလေပြင်းမုန်တိုင်းလာ၍လှိုင်းတဘိုးထလေ၏ ခရီးတတိုင်းခွဲနှစ်တိုင်းလောက်တက်ခတ်၍ရောက်သောအခါယေရှုသည်အိမ်ပေါ်မှဆက်တော်ဖြန့်၍လှေအနီးသို့ချင်းတော်မူသည်ကို သူတို့သည်မြင်၍ကြောက်လန့်ခြင်းရှိကြ၏ကိုရောကလည်းငါပင်ဖြစ်သည် မကြောက်လန့်ကြနှင်းဟုမိန့်တော်မူလျှင်လှေထဲသို့ကိုရောကိုဝမ်းမြောက်စွာခံယူကြ၏လှေသည်လည်းရောက်လိုသောအရက်သို့တခဏချင်းတွင်စိုက်လေ၏ ိုင်တဖက်၌နေသောလူအစုအဝေးတို့သည်ကအထက်ကသခင်ဖျားသည်ဂျေဇုတော်ကိုချီးမွမ်းပြီးမှ လူများသည် မုန့်ကိုစားကြရာအရက်နှင့်အနီး တိဘေရီမြို့မှာအခြားသောလှေငယ်များလာတော်လေမနေ့၌တပည့်တော်တို့ဝင်သောလှေမတစ်ပါးအပေလှေမြမရှိသည်ကို၎င်းယေရှုသည်ထိုလှေထဲသို့တပည့်တော်တို့နှင့်အတူ ဝင်တော်မမူဘဲလျက် တပည့်တော်တို့သာသွားသည်ကို၎င်းမြင်ကြ၍ထိုအရ၌ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်နှက်ပြန်နေ၌လေစည်း၍ယေရှုကိုရှာခြင်းငါကပရနောင်မြို့သို့သွားကြ၏ အိုင်တဖက်၌တွေ့လျင်အရှင်ဘုရားအဘယ်သောအခါဤအရက်သို့ကြွလာတော်မူသနည်းဟုမေးလျှောက်ကြ၏ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားသင်တို့သည် နမိတ်လက္ခဏာတို့ကိုမြင်သောကြောင့်ငါကိုရှာသည်မဟုတ်မုံကိုစား၍ဝါသောကြောင့်သာရှာကြ၏ပျက်စီးတတ်သောအစာကိုရခြင်းငှာမကြိုးစားကြနှင့်လူသားသည် သင်တို့အားပေး၍ထာဝရအသက်နှင့်အမျှ တီတက်သောအစာကိုရခြင်းငှာကြိုးစားကြလောထိုသားသည် ခမည်းတော်ဖျားဤတစိခတ်ခြင်းကို ခံတော်သူ ဖြစ်သည်ဟုမိန့်တော်မူ၏ထိုသူတို့ကလည်းဖျားသခင်ဤအလိုတော်နှင့်ညီသောအကျင့်ကိုကျင့်ခြင်းငှာအဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်ကြ၏ယေရှုကလည်းဖျားသခင်ဆေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ကအလိုတော်နှင့်ညီသောအကျင့်တည်းဟုမိန့်တော်မူ၏ထိုသူတို့ကလည်း အကျွန်ုပ်တို့သည်ကိုမျက်စိနှင့်မြင်၍ကိုရောကိုယုံကြည်မိအကြောင်းအဘယ်နမိတ်လက္ခဏာကိုပြတော်မူသနည်းအဘယ်အမှုကိုပြုတော်မူသနည်းစံစာ၌လာသည်ကားထိုသူတို့စားစရာဖို့ကောင်းကင်မှမုံကိုပေးတော်မူသည်ဟု လာသည်နှင့်အညီငါတို့ဘိုးဘေးများသည်တော၌မာနတ်ကိုစားကြသည်ဟုရှောက်ကြ၏ ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားမောရှိသည်ကောင်းကင်မုံကိုတင်တို့အားမပေးခမည်းတော်သည်မှန်သောကောင်းကင်မုံကိုတင်တို့အားပေးတော်မူ၏ဖျားသခင်ဤမုံမူကားကောင်းကင်မှဆင့်သက်၍လောကီသားတို့အားအသက်ကို ပေးတော်မုံပေသည်ဟုမိန့်တော်မူလျှင်သခင်ထိုမုံကိုအကျွန်ုပ်တို့အားအစင်မပြတ်ပေးတော်မူပါဟုရှောက်ကြ၏ယေရှုကလည်းငါသည် အသက်မုံဖြစ်၏ ငါထံသို့လာသောသူသည်နောက်တဖန်အစာအမွတ်မခံရငါကိုယုံကြည်သောသူသည်နောက်တဖန်ရေငတ်မခံရထို့တော်လည်းသင်တို့သည်ငါကိုမြင်လျက်ပင်မယုံကြည်ကြဟုငါဆိုခဲ့ပြီခမည်းတော်သည်ငါအားပေးတော်မူသည်မသောသူတို့သည်ငါထံသို့လာကြလိမ့်မည်ငါထံသို့လာသောသူကိုငါသည်အလင်းမပေးအကြောင်းမူကားငါသည်ကိုယ်အလိုသို့လိုက်ခြင်းငါကောင်းကင်မှဆင်းသက်သည်မဟုတ် ငါကိုဆေလွတ်တော်မူသောသူဤအလိုတော်သို့လိုက်ခြင်းငါဆင်းသက်၏ငါကိုဆေလွတ်တော်မူသောခမီးတော်ဤအလိုတော်ကငါအားပေးသောသူတို့တွင်တစုံတယောက်ကိုမျှငါမပြောက်စေရဘဲနောက်ဆုံးသောနေ့၌ထိုသူအပေါင်းတို့ကိုထမြောက်စေခြင်းငါ၎င်းတားတော်ကိုကြည်မြင်၍ယုံကြည်သောသူရှိသမျှတို့သည်ခြာဝရအသက်ကိုရစေခြင်းငါ၎င်းအလိုတော်ရှိ၏ ငါသည်လည်းနောက်ဆုံးသောနေ့၌ထိုသူတို့ကိုထမြောက်စေမည်ဟုမိန့်တော်မူ၏ငါသည်ကောင်းကင်မှဆင်းသက်တော်မူဖြစ်၏ဟုမိန့်တော်မူသည်ကိုယူဒလူတို့ကဤသူသည်ယောသက်ဤသားယေရှုဖြစ်သည်မဟုတ်လောသူဤမိဘကိုငါတို့သိသည်မဟုတ်လောငါသည်ကောင်းကင်မှဆင်းသက်၏ဟုသူသည်အဘယ်သို့ဆိုရသနည်းဟုကဲ့ရဲ့ပြစ်တင်လျက်ဆိုကြ၏ယေရှုကလည်းငါကိုအချင်းချင်းကဲ့ရဲ့၍အပြစ်မတင်ကြနှင့် ငါကိုဆေလွတ်တော်မူသော ခမည်းတော်သည်သွေးဆောင်တော်မမူလင်အဘယ်သူမျှငါထံသို့မလာနိုင် လာသောသူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေမည်အနာဂတ်တည်ကျန်းစာ၌လာသည်ကားထိုသူအပေါင်းတို့သည်ဖျားသခင်ဆုံးမတွင်တင်တော်မူသောသူဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီခမည်းတော်ထံ၌နားထောင်၍နီးခံသောသူမှန်သမျှတို့သည်ငါထံသို့လာကြ၏ ထို့သောငါဆိုသောဘုရားသခင်အထံတော်ကကြွလာသောသူမတပါတစုံတယောက်သောသူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟုမဆိုလိုကြွလာသောသူမူကားခမည်းတော်ကိုမြင်ခဲ့ပြီငါအမှန်အကန်ဆိုသည်ကငါကိုယုံကြည်သောသူသည်သာဝရအသက်ကိုရ၏ငါသည်အသက်မုတ်ဖြစ်၏တင်တို့ဘိုးဘေးများသည်တော၌မာနကိုစားလျက်တေရကြ၏ကောင်းကင်မှဆင်းသက်သောမုံကိုစားသောသူသည်တေခြင်းနှင့်ကင်းလွတ်၏ ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မှုဖြစ်၏။ဤမုံကိုစားသောသူမိဒီကအစင်မပြတ်အသက်ရှင်လိမ့်မည်။ငါပေးသောမုံကလောကီသားတို့၏အသက်အဖို့အလိုငါစွန့်သောငါ၏အသားပေသည်ဟု မိန့်တော်မူ၏။ထိုအခါယုဒလူတို့ကဤသူသည်မိမိအသားကိုငါတို့စားစီရဖို့အဘယ်သို့ပေးနိုင်သနည်းဟုအချင်းချင်းညှဉ်းခုံကြ၏။ ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားလူသား၏အသားကိုမစားအသွေးကိုမတောက်လျင်သင်တို့၌အသက်မရှိငါ၏အသားကိုစား၍ငါ၏အသွေးကိုလည်းတောက်တော်သူသည်ခြာဝရအသက်ကိုရ၏ထိုသူကိုနောက်ဆုံးသောနေ့၌ငါချမြောက်စေမည်ငါ၏အသားသည်စားစရာကောင်း၏ငါ၏အသွေးလည်းတောက်စရာကောင်း၏ငါ၏အသားအသွေးကိုတောက်စားတော်သူသည်ငါ၌တည်၏ ထိုသူ၌လည်းငါတည်၏အသက်ရှင်တော်မူသော ခမည်းတော်သည်ငါကိုဆေလွတ်တော်မူ၍ငါသည် ခမည်းတော်အားဖြင့်အသက်ရှင်သည်နီးတူငါကိုစားတော်သူသည်ငါအားဖြင့်အသက်ရှင်လိမ့်မည်ဤမုံကကောင်းကင်မှဆင်းသက်တော်မုံဖြစ်၏တင်းတို့ဘိုးဘီများသည် မာနကိုစားလျက်တေရတကဲ့သို့မဟုတ်ဤမုံကိုစားတော်သူသည် အစင်မပြတ်အသက်ရှင်လိမ့်မည်ဟုကပရနောင်မြို့မှာတရားစရက်၌ ဩဝါဒပေးစဉ်တွင်မိန့်တော်မူ၏တပည့်တော်အများတို့သည်ကြားလျင်ထိုစကားသည်အလွန်ခက်လာ၏အဘယ်သူနားခံနိုင်မည်နည်းဟုဆိုကြ၏ထိုသူတပည့်တော်တို့ကဲ့ရဲ့အပြစ်တင်သည်ကိုယေရှုသည်အလိုအလျောက်သိတော်မူလျင်ဤတရားစကားကြောင့်သင်တို့သည်စိတ်ပြတ်ကြသလိုလူသားသည်အရင်နေရာအရက်တို့တဖန်ကြွတက်သည်ကိုမြင်ရလျင်အဘယ်သို့ထင်မှတ်ကြမည်နည်းဝိညာဉ်သားလျင်အသက်ရှင်စေ၏ ကိုကာယသည်အလင်းမတတ်နိုင်ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏ထို့တော်လည်းသင်တို့တွင်မယုံကြည်သောသူအချို့ရှိ၏ထို့ကြောင့်ငါ၏ခမည်းတော်သည်အခွင့်ပေးတော်မမူလျှင်အဘယ်သူမျှငါထံသို့မလာနိုင်ဟုအထက်ကငါဆိုခဲ့ပြီဟုမိန့်တော်မူ၏ ထို့သူမိန်တော်မူသည့်အကြောင်းဟောမူကအဘယ်သူမယုံကြည်သူကို၎င်းအဘယ်သူဒီကိုရောကိုအံ့နံမိကို၎င်းယေရှုသည် အစအဦး၌တည်တော်မူ၏ထိုအခါမှစ၍တပည့်တော်အများတို့သည် ကိုရောနှင့်မပောင်းဖော်ပဲဆုတ်သွားကြ၏ထို့ကြောင့်ယေရှုသည်တကြိတ်နှစ်ပါးသောသူတို့အားတင်တို့ဒီလဲထွက်သွားခြင်းကအလိုရှိကြသလိုမေးတော်မူလျှင်ရှိမုန်ပေတရုက သခင်အကျွန်ုပ်တို့သည်အဘယ်သူထံသို့သွားရပါမည်နီသာဝရအသက်နှင့်ရှင်သောစကားသည်ကိုရော၌တည်ပါ၏ကိုရောသည် ခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဖျားသခင်ဤသားတော်ဖြစ်တော်မူသည်ကိုအကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါသည်ဟုပြောလေ၏ယေရှုကလည်းတကြိမ်နှစ်ပါးသောသင်တို့ကိုငါရွေးကောက်သည်မဟုတ်လောတို့တော်လည်း သင်တို့တွင်ယန္တုတယောက်ပါသည်ဟုမိန့်တော်မူ၏ထို့သောမိန့်တော်မူသော တစိ့နှစ်ပါးအဝင်ဖြစ်၍ကိုရောကိုအံ့နံမိသူ ရှိမုံဤသားယူဒရှကာရုကိုဆိုလိုသည်ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you င္းနေမြေကြီးကိုပန်းစင်းပိုင်တော်အုပ်စုတော်မူတာမီကြီးငယ်တောင်ချင်းစီတိုင်းကိုအသက်ပြည့်ရွှေ့လို့ချစ်တော်မူတော်ပါ။အေချင်းတိုင်းတို့ကတော့အထူးပင်ကျေးဇူးတင်ပါတယ်။တညတာတော်ဘေကင်းလုံးကျုံစွာဖြင့်နေ့ချိုင်ချိုင်အိဆန်နိုင်ရချင်းခွနေတူတာယာတော်နဲ့ခဲမအကားမွန်ဆုံးကျမရှင်လဝမ်းမြောက်စွာဖြင့်မြှထားနိုင်ရချင်းခွကိုပြင်ဆင်ပြီးလိုကိုရဲကျေးဇူးတော်ကိုအထူးပင်ချီးမွမ်းပါတယ်။ဒီနေ့ခင်ရသောနှုတ်ဘတ်တော်အားဖြင့် ။တာသမီတို့ရဲ့အနက်ဆိုင်ဆုံးသောဆာလောင်မှုတွေကိုဖြည့်ဆည်းပေးသည့်အတမုတ်အတွက်ကိုရောအားယေရှုထူးတင်ရှိပါလေ။ဒါမျိုးဤလိုအပ်သမျှကိုဖြည့်ဆည်းပေးကြောင်းသိရှိလျက်ကိုရောကိုလုံးလုံးလည်းယုံကြည်ရန်အတွက်ဒါမျိုးရဲ့ဘဝအတ္တမှာကိုညီမစအလံပြပေးဒနာတော်ပါ။ဒါမျိုးရဲ့ရှေခီးဘဝအတ္တသည် မရေရာမတိချဖြစ်နေသည့်အတိုင်းလန်ခီးတော်မြတ်လန်ခီးများသည်မရှင်းလင်းသည့်အတိုင်းကိုရောနောက်သို့ လိုက်ရန်အတွက်တပ်မီးတွေယုံကြည်ခြင်းကိုခိုင်ခန့်စေဖို့မာစပေးသနာတော်မူပါဂရိမေတ္တာကို အခြားသူများအားဝေမျှနိုင်ရန်အတွက်ကိုရောဤဝိညာဉ်တော်နှင့်တပ်မီးတို့ကိုအားဖြင့်ပေးသနာတော်မူပါမိချာတပါရီသောတာရာတကယ်ရှိခရစ်တော်၏မြတ်သောနာမမည်ဖြင့်ယူသည်လေးမြတ်စွာပြစ်စွတ်တောင်းတနာခံပါ၏ဖာဖျားတခင်အာမင် thank you ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်